ားလုံးမင်္ဂလာပါကျွန်တော်တကယ်တက်ဆက်ပေးချင်တာကတော့နာဆာကရှာဖွေပြရှိခဲ့တဲ့သဘောနဲ့ထိခိုက်နိုင်ခြင်းအမြင့်ဆုံးမှာရှိခဲ့တဲ့ဩကာကကိုကြောင်းကိုတက်ဆက်ပေးချင်ပါတယ်ဒီဩကာကကကဘာပေါ်မှာအန်ရရှိနေလားကဘာအတွက်လုံးဝဘူအန်ရကြီးရောပါတခုပျောက်စီလားဆိုတာကတော့ကျွန်တော်ဗီဒီယိုကိုစုံနေကြည့်ပြီးတော့မိတ်ဆွေတို့စဉ်းစားဆင်ခြင်ပါတယ်ခင်ဗျာနာဆာဟာကဘာနဲ့ထိခိုက်နိုင်ခြင်းအမြင့်ဆုံးဖြစ်တဲ့ ဥက္ကာခဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဖေဖော်ဝါရီလ19ရက်နေ့ကအထောက်ပြန်ကြေးရဒီဥက္ကာခဲဟာကဘာနဲ့ကြီးကိုင်းနိုင်ကြီး3တရမတိရကိုင်းတို့ရှိပြီးရော32ကြိမ်မှာတစ်ကြိမ်အခွင့်အလမ်းရှိနေပါတယ်။ဒီဥက္ကာခဲဟာအရွယ်စားအဖြစ်တော့ အနည်းပေ60ခန်းရှိပြီးကဘာနဲ့တကယ်ချိမိခဲ့ရင်တော့အန္တရာယ်ရှိပါတယ် ကြည်ကြဲမှုကနေထွက်လာမဲ့စွန့်ရင်ဗမာနာဟာရှေ့မီကာတန်ရှိပြီးတော့ဒုတိယကမ္ဘာစစ်ကဟီရိုရှိမားမြို့ပုံကိုပုံကျဲခဲ့တဲ့အတန်ပုံထဲအစာ900ပုံများပါလေ။ထီကိုင်းနိုင်ကြီးကနေရီမီမီဒီဥက္ကာခရဲ့လမ်းကြောင်းတစ်ချောင်းမှာလူပေါင်းတန်းတရာကျော်နေထိုင်နေပါလေ။ဒီလိုရဲ့မြို့လျာဆိုရင်တော့ဒီဥက္ကာခချင်းတော့လုံးဝပျက်စီးသွားနိုင်ပါလေ။ဒါပေမဲ့ဒီကိစ္စကလုံးဝအဆိုးရင်ပူပန်စရာတော့အလိုသေးပါဘူး။ အဒတ်လို့ခေါ်တဲ့စနစ်တစ်ခုကအာဂတာတဲကအနေရှိတဲ့အုတ်ကာခေကိုရှာဖွေဖို့ဟာဝိုင်ရီရှီလီနဲ့တောင်အာဖရိကမှာတယ်လီစကုပ်တွေတက်ဆင်ထားပါတယ်။ဒီစနစ်ကမနေ့ကအနောက်24ကစမန်နေမှာကဘာနဲ့ကီလိုမီတာ6သိန်းတုံးတော့အပွားကနေဖြတ်သွားတဲ့အုတ်ကာခေတစ်ခုကိုရှာဖွေပြစ်ရှိခဲ့ပါတယ်။ဒီအုတ်ကာခေဟာ GWSD အာဂတာတယ်လီစကုပ်ရဲ့အပွားဝိချက်နှစ်စာနီးပါးမှာဖြတ်သွားခဲ့တာပါ။ ဒီဩကာရေဟာရေစာအဖြစ်တော့80မှ90မီတာတရှိပြီးတော့တနအီကိုကီလိုမီတာ9000ဟုန်းနဲ့ဆိုရင်9000ဟုန်းနဲ့သွားနေပါတယ်ဒီဩကာရေဟာကျောက်သားနဲ့ဖော်စည်းထားတာဖြစ်နေပြီးတော့ဒီလိုဆိုရင်တော့အကောင်းဆုံးဖြစ်မှာပါဇန်နဝါရီ29ရက်နေ့မှာတော့ဒီဩကာရေကိုရှာဝေတွေ့ရှိခဲ့ပြီးတော့ကဘာနဲ့ကြီးကဲနိုင်ကြီးကဒီလမှာ200ရာခိုင်နှုန်းရှိပါတယ် တောင်း25ဖေဖော်ဝါရီကုန်ရက်နေ့မှာနေရမဒုံးကီတက်လာခဲ့ပြီးဆဲကြမှာတော့နေရမ6ထိတက်လာခဲ့ပါတယ်။တောင်း25ဖေဖော်ဝါရီစကွေးနေ့မှာတော့3ဒရမ1ရှာကနှုန်းထိတော့မြင့်တက်သွားပါတယ်။တဟာတမန်တလျှောက်မှာကဘာနဲ့ချိကိုက်နိုင်ကြီးအမြင့်ဆုံးအုတ်ကာခဲတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအုတ်ကာခဲဟာလကဘာပေါ်ချိကိုက်နိုင်ကြီးကတော့0.8ရှာကနှုန်းတည်းရှိနေပါတယ်။ ဒီဥက္ကာကဟာ2032ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာကမ္ဘာနဲ့ထိခိုက်နေတဲ့အမြင်ဆုံးမှာရှိပါတယ်။ဒီဥက္ကာကဟာအိန္ဒိယနိုင်ငံဝန်ပိုင်းလိုမျိုးကြီးတွေကိုထိခိုက်နိုင်ပြီးတော့ဒီဥက္ကာကဟာလေယူထဲကိုတစ်စက္ကန့်ကို18ကီလိုမီတာနှုန်းနဲ့မရောက်လာမှာဖြစ်ပြီးတော့ခရန်တမရှေ့မကာတန်ဆွိုင်းကိုတည်ဆောင်လာမှာပါ။ဒီဥက္ကာကဟာကြောက်သားနဲ့ဖော်စီထားရင်တော့ကမ္ဘာမြေပြင်ကြီးမရောက်ဘဲ ရေဦးထဲမှာပျက်စီးသွားနိုင်ပြီးဒါလို့ဒီလိုမှမဟုတ်တန်တထုနဲ့ပေါ်တီထိုင်တော့ကဘာမြေပြင်ကိုချိကြနိုင်ပါလေဒီအောက်ကခရဆွေတော့ခုဆိုရင်ကဘာနဲ့ချိကြနိုင်တဲ့က300ရမ300 304ရကနုံးချီကြဆင်းသွားပြီးဖြစ်ပါလေဒါဟာ2500အချိန်မှာတခြင်းဖွင့်လန်းတာရှို့တာပါဒါပေမဲ့လည်းလက်တဘာပေါ်ချိကြတိုင်းကြီးကတော့96ချိန်မှာတခြင်းခွန်လန်းရှိနေပါတယ်ဒါကြောင့် ဒါကြောင့်မို့မင်းစီတို့အနေနဲ့ဒီဥက္ကာခေကိုစွရင်ပူပန်စရာမလိုပါဘူး။ NASA ဒီဥက္ကာခေကိုထက်မှန်နေတာအနေစဲထိပြီးတော့ဟန်နေကနေကာကွယ်နိုင်ဖို့လီလန်းတွေကိုရှာပွေနေပါလေ။ဒီဥက္ကာခေဟာ2028ခုနှစ်မှာကမ္ဘာနဲ့နိကက်စွာဖြစ်တန်းသွားမှာဖြစ်ပြီးဒီချိန်မှာလိုမျိုးတီးကြတဲ့အချက်အလက်တွေကိုရရှိမှာဖြစ်ပါလေ။ဒီလိုအန္တရာယ်ရှိတဲ့ဥက္ကာခေတွေကိုကာကွယ်ဖို့ NASA က DRD လို့ခေါ်တဲ့စနစ်တစ်ခုရှိပါလေ။ နောက်နစနခုနဲ့နာဇာဟာကုကာကဲတခုရဲ့လမ်းရောက်ကိုပြောင်းနေဖို့အာဝတရင်သစီကိုပုတ်ခခဲ့ဖို့ဝင်တက်ခဲ့ပါလေဒီနေ့လည်းအော်မီဂေမီအုတ်ကာကဲရဲ့လမ်းရောက်ကိုအနည်းငယ်ပြောင်းနေသွားစေခဲ့ပါလေဒါကြောင့်မို့အုတ်ကာကလာကဘာနဲ့ထိခိုက်ဖို့အခွင့်အလမ်းနေသွားပြီဖြစ်ပါလေဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီအုတ်ကာကဲကိုစိုးရင်ကြီးအားလိုပါဘူးနာဆာကအုတ်ကာကဲကိုစောင့်ကြည့်လေ့လာနေသေးဖြစ်ပြီးတော့အန်နေကနေကာကဲမို့ဟီလန်တွေကိုရှာဖွေနေသေးပဲဖြစ်ပါလေ ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးတာတော့ကဘာနဲ့ထိခိုက်နိုင်တဲ့အမြေဆုံးမှာတရှိခဲ့တဲ့အုတ်ကားရဲ့အကြောင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်ဒီအုတ်ကားကကျွန်တော်ကဘာကြီးတွေစိုးရင်စရာကတော့တက်ကြီးလူဝင်မထင်ပါဘူးကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတာတဲ့ကျေးဇူးတင်ပါခင်ဗျာနောက်မြမှာလည်းဒီလိုအစီအစဉ်တွေကိုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါခင်ဗျာကျွန်တော်မေဆွေလေးမင်နာချီတော့နေ့ဒီကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကြည့်ခါမှာတော့ ကျွန်တော်ရဲ့စီစဉ်ကိုကြောင်းနေပဲရှင်းသားလိုက်ပါတော့မယ်